ုံနဲ့ကြည့်ရတာပလောင်မကအရွယ်ရောက်ပြီးသားဗဒက်ပလောင်ဗဒက်မှန်လို့များနော်နှိမ့်စာသဘောနဲ့ကိစ္စချောပုံလို့ဘယ်နေရာမှာပဲကြားရကြရခလေးတွေပဲတည်နေရဆိုတဲ့တပတ်ကိုတက်ရောက်တယ်နော်ဆိုတော့ပါပလောင်တက်တက်ပြန်ထွေးအိုးယုံနေရက်ွက်အုတ်ချိုရင်မူယုံနေဆိုတာလက်နဲ့မဲ့နေတဲ့လက်နဲ့ကင်ထားခြင်းမရှိတော့လက်နဲ့မဲ့ရတားပြည်သူတွေကိုတယောက်အပြေဆုံးမှုအောင်လှုပ်ဆောင်ပေးတဲ့နေရာအရတားပြည်သူအများပြည်သူတွေသက်ဆိုင်တဲ့နေရာ က်နက်ကင်စစ်တပ်မရှိသောလက်နက်ကင်ရဲတပ်ဖွဲ့မရှိသောလက်နက်မဲ့ရဲသားပြည်သူတွေနေတဲ့နေရာဒီလက်နက်မဲ့ရဲသားပြည်သူတွေကိုတရားဥပဒေစိုးမိုးအောင်ဝန်ဆောင်မှုပေးတဲ့နေရာအများပြည်သူသက်ဆိုင်တဲ့နေရာကိုခမည်းတော်ကအစီရေပြတ်မှတ်ရှိခုကိုတိုက်ခိုက်တယ်ဆိုပြီးစီရေပြတ်မှတ်လို့တတ်မှတ်ပြီးခမည်းတော်စီရေပြတ်မှတ်လို့တိုက်ခိုက်တယ်ဆိုရင်အဲ့ဒါစစ်ရဇွဲမှုမြောက်တယ်အဲ့ဒါအကြမ်းဖက်မှုဖြစ်တယ်ခမည်းတော်ဒီရဲသားပြည်သူတွေကိုစီရေပြတ်မှတ်အဖြစ်အတုံးချပြီးတိုက်ခိုက်နေတဲ့ အကြံပေးခွဲတာဖြစ်တယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ပလောင် PDF တပုံတွေမျိုးလုံးကုန်ပြီလို့မပူတူပြောလာသည်မို့အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာမင်္ဂလာပါဒီပြည်စရာတင်ရဖို့ဖတ်ရမယ်စားအလုံးပါတဲ့စင်ကာပူမှာပေါ့နော်မြန်မာအင်ကူမျိုးသမီးတယောက်ကအင်ရှင်ရဲ့ဘန်ကောက်နေပါနေပတ်စံကိုထုတ်ယူတွန်းဆွဲတဲ့အတွက်ထောက်လဲချမှတ်ခံရပါတယ်မင်းမပေါ်စကားငှားပြောရရင်အဲ့ဒါဆောက်ရေးကြီးလို့လားအမျိုးသမီးတယောက်မိန်းမတယောက်ပတ်စံ ဘဏ်ကောက်တွေကပတ်စံထုတ်ယူလို့ထောက်ကြတာကိုရေးချိခွင့်ကျင်လုပ်ပြီးတော့တင်ပြနေတယ်။အဲ့ BBC အချင်းဆိုင်တဲ့ဖြီးတိမ်မှာဘာသာရေးလူမျိုးရေးစပွဲတွေဖြစ်နေတာဘာလို့မပေါ်ပြရတာလဲ။ခင်ဗျားတို့ဘာလို့ဗဇက်ပေါက်ပိတ်နေကြတာလဲ။ခင်ဗျားတို့ဘာလို့ကြောက်နေကြတာလဲ။အခုလက်ရှိ UK မှာဆန္ဒပြနေကြတာအားလုံးသိတယ်နော်။အားလုံးသိတယ်။ခုဝင်ပေးကလေးတွေအရင်ကပတ်သက်ပြီးတော့အကြီးအကျယ်ဆန္ဒပြနေကြတယ်။ဘာသာရေးလူမျိုးရေးပြည်ပကဖြစ်နေကြတယ်။နော်။ အဲ့ဒီမှာသူတို့မန်ချက်စတာမြို့မှာဆိုလို့ရှိရင်လေဂျူးတွေရဲ့ဖះအကြောင်းဂျူးတွေရဲ့ဖះပွဲတော်ဘာသာရေးပွဲတော်ကိုကားနဲ့ဝင်တိုက်ပြီးဓာတ်နဲ့ဝင်ထိုးတယ်ပြီးပက်ခါတွေဖြစ်နေတယ်။လက်ရှိမှာဟောဟာခိုးဝင်ပင်ကလေးတွေကသူတို့နိုင်ငံသားခွင့်ရေးတွေခွင့်ရေးတွေတောင်းများစွာတောင်းတယ်။သူတို့ရဲ့ရှယ်ယာဥတည်ပုံအတည်ပြုပြဋ္ဌာန်းပေးမှုတောင်းဆိုနေတဲ့အတွက်ပြည်တိမ်မှာရှိတဲ့သူတို့အမျိုးသားရေးပါတီတွေလည်းလုံးဝပြီးပက်ခါဖြစ်နေကြတယ်။ ပြည်နယ်တစ်ခုလဲလာမဟုတ်ဘူးဂျာမနီမှာလဲထိုးနေ၎င်းပဲဥရောပသမဂ္ဂဆိုလို့ရှိရင်လည်း EU မှာရှိနေတယ်တရားမဝင်ကလေးတွေအကုန်လုံးကိုပိတ်ပြီးတော့ခိုးဝင်ပိတ်ကလေးတွေအကုန်လုံးကိုပြည်နယ်နဲ့ပြည်တယ်ဆိုတာမျိုး EU မှာဆွေးနွေးတင်ပြနေကြတယ်ဒါတွေကနော်ခရစ်ယာန်တွေနဲ့မွတ်စလင်အစ္စလာမ်တွေရဲ့ဂျာမာတကြောပြန်ခရုစိတ်ဘာသာရေးစပွဲဖြစ်နိုင်တဲ့အထိပိတ်ဘက်ကကဒီနေ့တစ်ထွားကြီးထွားနေတယ်တနေ့တခြားကြီးထွားနေတယ်ဘာလို့ BBC မပြောရဲတာလဲဘာလို့ပါဇက်ပေါက်ပိတ်နေတာလဲ BBC ဘာလို့ကြောက်နေတာလဲ ခင်ဗျားတို့ရုံးဆိုင်တဲ့နေရာမှာအဲ့ဒီလိုမျိုးတကြော့ပြန်ခရုစိတ်ပါတာရေးစပွဲထီတော်ဥတည်သွားနိုင်တယ်လူမျိုးရေးပြီးပခါရီသူများနိုင်ငံတွေကိုခိုးဝင်နေတဲ့ဝက်မစားတွေကနော်ကလပ်အုပ်ပုံငင်လိုပဲအင်ရှင်ဘူးဘလို့အနိုင်ချင်းလူပေါင်းဝါနေတယ်ဆိုတာခင်ဗျားတို့ဘာလို့မပြောရတာလဲအဲ့လိုကိစ္စမျိုးကျွန်တော်တို့မြန်မာပြည်မှာဗုဒ္ဓဘာသာနဲ့တခြားဘာသာနဲ့ဖြစ်တည်ခရီးစိတ်အတွင်းကြအသေးစိတ်ကစားခေါင်းစဉ်တစ်မျိုးပြီးတစ်မျိုးရေးပြီးအဲ့ဒီ BBC ကဖွားလိုက်မယ်အဲ့ဒီ BBC ဝါဒမှိုင်းတိုက်မှာတည်ကြတယ်နော်ဗုဒ္ဓဘာသာနဲ့တခြားဘာသာနဲ့ဖြစ်ကြည့်ဗုဒ္ဓဘာသာကိုအစွန်းမရောက်ရှောက်အောင်မျိုးစုံနဲ့မီဒီယာအင်အားနဲ့တို့ဖို့ ဒါပေမဲ့ပို့စားလုံးမှာအင်ကိုမျိုးသမီးတယောက်လေးဖန်တတိယဖန်ကောင်းတဲ့ပတ်စံထုတ်ယူလို့ထောင်ကြတာတော့တည်ပြီးတော့သူတို့ UK မှာဒီလောက်တမျိုးလုံးနေပါဆန္ဒပြနေတာကြာ BBC တခုမှမဟာရဲဘူးကြောက်နေကြတယ်မြမပြီးသူလူတို့ပေါ်မှာထားရှိရဲ့ VOA ရဲ့ BBC ရဲ့ RFA ရဲ့ TVB ရဲ့စေတနာမြေတာဆိုတာပါလေဒီလူတွေကမြမပြီးကိုတကယ်ချစ်တာလားမြမပြီးကိုသွေးခွဲရန်တိုက်နေတာလားခင်ဗျားတို့သိတယ်နေ မြမပြီးကိစ္စဆိုလို့ရှိရင်စစ်တပ်ကိုမုံတီးရေးလောက်ရမယ်စစ်တပ်နဲ့ပြည်သူကြောင့်မှတက်ရှုသွေးခွဲရန်တိုက်ရမယ်မြမပြီးမှာဗုဒ္ဓဘာသာကိုအဆုံးရောက်ဖြစ်အောင်ဗုဒ္ဓဘာသာကိုနာမည်ဖျက်ရမယ်ကိစ္စမျိုးဆိုရင်ဟိုတော့ကြုံအောင်ကြလူသူမနီတော်ကြီးတောင်ကြီးကတရင်ငါစာအကုန်ရတယ်အကုန်တို့ဖော်ပြတယ်တို့နေထိုင်ရာရုံးဆိုင်ရာလမ်းလမ်းမျိုးလည်းကောင်မှဖြစ်နေတဲ့တရင်တွေကြောင့်ဖုံးပွဲထားကြတယ်တို့ခွက်ပြောက်မှာဆိုလို့မြောင်းနေရောက်မှာဆိုတဲ့အတွက်ကိုကိုကျိုးစည်းပွားအတအတွက်မြမပြီးကိုနေမျိုးစုံနဲ့ဝါးထားမိုက်တယ်နေအနည်းဆုံးဖြစ်စဉ်တစ်ခုပြောမယ်ပြီးခဲ့တဲ့2024ဒါချင်းပြည်နယ်မတူပင်မြို့နယ်လောင်ထမ်းတလိုင်ကျွေးပါမှာ မာရာအေယုန်ကလေးဆိုရယ်ခရီးရန်အတင်းကနေပြီးတော့ AT တို့ခေါ်ရယ်ခရီးရန်အတင်းကိုပြောင်းလို့ခရီးရန်ဘာသာကိုမှပဲနော်ခရီးရန်ကလေဘုရားဘာသာကိုပြောင်းတာမဟုတ်ဘူးခရီးရန်ကလေမွတ်စလင်အစ္စလမ်ကိုပြောင်းတာမဟုတ်ဘူးခရီးရန်ကမှမာရာအေယုန်ကလေးဆိုရယ်ခရီးရန်ခိုင်းကနေ AT ဆိုရယ်ခရီးရန်ခိုင်းကိုပြောင်းနေအတွက်အဲ့ဒီလောင်ထန်းတလန်ကြီးရွာမှာရှိတဲ့အိမ်လောင်စုစဲစုကိုရွာထဲကနေရွာပြင်မောင်းထုတ်လိုက်တယ်ဘယ်သူတွေကမောင်းထုတ်တာလဲဆိုတော့ Long 2 PDF မာရာ CDF PDF ဆိုရယ်အဖွဲ့တွေက အဲ့ဒီမိသားစုဆယ်စုကိုသူတို့ရဲ့အိုးအိမ်ချမ်းမြေသူတို့ရဲ့တောင်းရတွေအကုန်ပိုင်စားမှုအကုန်ထားခဲ့ရပြီးတော့သူတို့တည်နိုင်တဲ့များအဝိစားနဲ့ဥခွက်လေးတွေခေါင်းပေါ်ရွက်ပြီးတော့ကလေးငယ်တွေလက်ဆွဲပြီးတော့ရွာထဲကမောက်ထုတ်ခဲ့ရတယ်။သူတို့ပိုင်ဆိုင်မှုတွေအကုန်လုံးကိုသိမ်းပလိုက်တယ်။ဒီကိစ္စ PPC မပြောရဲဘူး။ VOE မပြောရဲဘူး။တခြားပြည်ပနေရတယ်မပြောရဲဘူး။လက်ရှိမှာဗုဒ္ဓဘာသာကိုနင်းမျိုးစုံပုတ်ခတ်နေကြတဲ့ online အားချောင်းကောင်းတွေတကောင်မှမပြောရဲကြဘူး။ဒီတောင်းရကိုခုအရင်ကအခုကိုပြောခဲ့တာကျမ။ဘာဖြစ်လို့မဟုတ်သူတယောက်ထည့်ပေးပြောတာ။ဒီလိုမျိုးမပြောရဲကြဘူး။ အဲ့ဒီကိစ္စမျိုးကိုဗုဒ္ဓဘာသာကနော်ငါတို့ဗုဒ္ဓဘာသာကနေတခြားဘာသာကိုပြောင်းလို့ဆိုပြီးတော့အဲ့ဒီလူတွေကိုအခုသူတို့လို့တော်တော်မျိုးဗုဒ္ဓဘာသာကတခြားဘာသာကိုပြောင်းလို့နင်တို့ရဲ့အင်းနေချမ်းနေယာတွေပိုင်ဆိုင်မှုတွေတိတ်နေနင်တို့ကိုရွာပြင်းထွက်ဆိုပြီးနှဲထုတ်လိုက်လို့ရှိရင်ကျင်းသေးပေါ့အဲ့ဒီအီးဖြတ်မီဒီယာအကုန်လုံးခေါင်းစဉ်အမျိုးမျိုးတက်ပြီးတော့အားကြုံမှန်တဲ့ဟောခေတ်သက်ကနိုင်ငံဆိုတဲ့အကောင်နော်ဟိုခီအေးအန်ရက်ွက်ထဲလှည့်ပြီးသူများဆောက်တင်းပြောတော့လို့မျက်စာနဲ့မျက်နှာနဲ့ပြောလိမ့်မယ်နော်ဘုံကျုံနေအမျိုးရုပ်တွေနိုင်ငံတကာမှာရောင်းဆောင်ပေါ်မှာနေတဲ့ရန်ပြည်မြေကျော်တို့နော်ဇမင်းသားလေးတန်းနဲ့လက်ဖြောက်တစ်ချက်ချက်လက်ဖြောက်တီးတီးလို့ ။ကိုကြီးလက်မောင်းလေးဆိုရဲလက်သေးလက်မောင်းတန်းပြီးတော့ရေးကြီးခွင့်ချယ်လုပ်ပြီးတော့နော်ခွင့်ငစီလိုဟာမျိုးတွေကပြောလိမ့်မယ်ပြောလိမ့်မယ်အကျင့်သေးပေါ့သူတို့အကုန်လုံးဝိုင်းပြီးပြောကြမှာ။နော် RCD ပဲလို့ရှိသမျှဂုံကြုံအမျိုးယုံမှန်သမျှဗုဒ္ဓဘာသာကအဲ့ဒီလိုလုပ်ကြည့်ပါဗုဒ္ဓဘာသာကိုဒီမျိုးဆိုစော်ကားမှာပုတ်ခတ်မှာဒီကောင်းနေ။ဒါပေမဲ့ခရီးရန်ကြတော့သူမပြောရဲဘူး။ဒါဆက်ပောက်ပိတ်နေကြတယ်။ BBC အပါဝင်အဲ့ဒီ online ကလေလိုင်းတန်လို့တက်သမားတွေကတချင်ရဲသွားကြတယ်နော်။မြင်းပြင်းမှာတကယ်စက်တိုက်နေတဲ့ဖေးရဲတွေတော့သူတို့လောက်မယုံပါဘူး။ တချို့ PDF တွေက PDF ဆိုပေမဲ့အကုန်လုံးက PDF မှန်သမျှကလူလူမာကြီးပဲမဟုတ်ဘူး PDF ထဲမှာလည်းလူကောင်းတွေအများကြီးရှိတယ်တချို့ PDF တွေကတို့တို့ယုံကြည်ရတယ်တို့တို့အသက်ပေးပြီးတိုက်ကြတာတခြားယုံမာလို့ရဲ့စိတ်သက်တခြားလူတွေနဲ့အခုလက်ရှိ online သံလေးသက်သမားတွေနဲ့ဆိုင်တို့စိတ်သက်ကမုံမြက်သေးတယ်တို့လည်းတို့ယုံကြည်အောင်ရည်တည်တာကိုရီးယားလည်းကိုရီးယုံကြည်အောင်ကိုရီးယက်တည်တာเนาะရည်တည်ချက်ချက်မတူပေမဲ့အဲ့ဒီ PDF ထဲမှာလည်းပဲစိတ်တည်မြင့်မြတ်တဲ့လူတွေရှိသေးတယ် အခုလောလောဆယ်မှာသူ့ကိုယ်သူတက်ပြီးတော့သူ့ကိုယ်သူတီချောင်းကြံပြီးတော့တည်တဲ့စာရေးသွားတယ်ယူသားစွာတော်လန်ချပါအောက်ခြေပြည်သူတွေရဲ့အသက်အရှက်တိတ်ခါကိုချမှတ်င်းပါလဲဆိုတဲ့ဒီ PD ရဲ့ကြိုင်တယ်ရမှုဆိုလည်းကောင်းလို့မယ်။ APT ရဲ့အထက်မှာလူစိတ်ရှိတဲ့ဟာတွေကအားရရှိတယ်။ဆိုတော့မြေပြင်မှာတကယ်တိုက်နေတဲ့ PD ရဲ့တွေချေအဲ့ဒီ line မော်ကမြောက်ပေးနေတယ်။နိုင်ငံခြားကမြောက်ပေးနေတယ်။လေလိုက်တန်လို့တသမားတွေကပိုးပြီးဆောင်းကြတယ်။သူတို့စိတ်တက်ကပိုးပြီးအောက်တန်းကြတယ်။ နော်ကျတော့ဒီလောက်ဆိုရင် BBC အပေါ်ဝင်တိပြက်မီဒီယာတွေနဲ့အဲ့ဒီ online တန်လေ line တန်လို့တက်သမားတွေကမြန်မာပြည်ပေါ်မှာဘယ်လောက်ထိကျုံမာနေတယ်လဲဗုဒ္ဓဘာသာကိုကြနီးမျိုးစုံနာမည်ဖြတ်တိခါဖြတ်ဗုဒ္ဓဘာသာကိုအမည်ဖြတ်နေပြီးမြန်ခရစ်ယာန်နဲ့ပတ်သက်တဲ့အခါအစ္စလာမ်နဲ့ပတ်သက်တဲ့အခါဘယ်လိုရင်းကုန်နှုတ်ပိတ်ကြောက်ချီပန်းနေကြတယ်လဲဆိုတာခင်ဗျားတို့သဘောပေါက်မယ်ထင်ပါတယ် ရှေ့မှာလည်းပဲကုလသမဂ္ဂကိုတောင်းဆိုပါတယ်လူကိုနိုင်ငံကိုတောင်းဆိုပါတယ်ဒီနိုင်ငံကိုတောင်းဆိုပါတယ်အရက်ဖက်အခွင့်အရေးပေါင်း200ကျော်ကတောင်းဆိုပါတယ်ဘယ်ပုဂ္ဂိုလ်ကတောင်းဆိုပါတယ်ဘယ်လူကြီးကတောင်းဆိုပါနဲ့တောင်းဆိုရင်နည်းနည်းလိုက်ဖို့ပဲအများတို့တောင်းဆိုတာရများနေနေဆက်ဆုံးဖြစ်စဉ်ကိုပြောပြမယ်တမူပါခဖဆေကောင်ကိုအဲလီယာစစ်တဲ့နေချားဆောင်တက်ကပြက်တက်လိုက်တယ်မသားရီနောက်တမပြန်ပြီးတယ်စင်တကောင်လုံးတွေ့တာတော့စင်ချီရရှာတဲ့ဇင်မောင်ကပါပြောလေ တမှုပါခပါဆိုင်ကောင်အသက်ခံရတဲ့ကိစ္စနဲ့ပတ်သက်လို့တဲ့တရားမျှတမှုအမှန်တရားပွင့်လင်းမြင်သာမှုကိုအိန္ဒိယအစိုးအိန္ဒိယအစိုးရထံကိုစာရေးပြီးတော့တောင်းဆိုထားပါတယ်တဲ့နော်ဆိုတော့မမတို့က ဟိုတောင်းဆိုတယ်ဒီဟိုတောင်းဆိုတယ်လို့ပြောတာခမလူရဲ့တောင်းဆိုချက်တွေကိုအဲ့ဒီကာယကံရှင်တွေကဘယ်လိုတုံ့ပြန်လိုက်တယ်လဲဘယ်လိုပြန်လဲဖြေချလိုက်တယ်လဲဆိုတာကမပေါအောင်နော်အခုဆိုလည်းပဲတမှုပခပဆယ်တောင်းကိုအိန္ဒိယနေသားသောစစ်တပ်ကပြစ်တက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဇင်မာအောင်တောင်းဆိုတာ၃လတောင်ပြည့်တော့တယ်အခုချိန်ထိဖြေရှင်းချက်မလာဘူးနော်ခမလူဖြစ်ကဘာနဲ့တူလဲဆိုရင်ကိုသချင်းလိုပဲငါစာရီထားတယ်မြန်ဖန်မှာဖန်မကြည့်ပဲ 见路标你家碰到你啊谁对我一样变吧谁那姑娘没给多不不来路呗ငါစာရေးရေးထားရင်လည်းဖတ်ပါဖတ်မကြည့်ပဲငါတော့စာရေးအများကြီးရေးပြီးကုလသမဂ္ဂကိုတောင်းဆိုလိုက်နိုင်ငံတကာကိုတောင်းဆိုလိုက်နေရအဲ့ဒီစာရေးမဖတ်တော့ငါမှစိတ်နဲ့ပုံနဲ့မကတ်တော့ဘူးအဲ့လိုဖြစ်သွားတာပေါ့နော်နော်ဆိုတော့အာခင်ဗျားတို့အဖြစ်ကအဲ့ဒီဂျူးရဲ့သချင်းလိုပါပဲလို့နောက်ထပ်က ကရင်နီမှာတဲ့စစ်ရှောင်းရဲအနောက်ဘေးဆိုင်နိုင်တယ်လို့ကရင်နီလူခွင့်ရေးဆောင်ကြည့်တဲ့အဖွဲ့အာဆီယံကစစ်တပ်ဤရွေးကောက်ပွဲကိုပူးပေါင်းဆောင်ရွက်မည်ဟုစစ်တပ်ကတစ်ဖက်သက်သတင်းထုတ်ပြန်မြန်မာအရေးဖြေရှင်းရာတွင်ရွေးကောက်ပွဲကဦးစားပေးမဟုတ်ဆိုသောအာဆီယံနိုင်ငံသားရေးဝန်ကြီးများ၏ယက်တိချက်နှင့်ကွဲလွဲနေ အာဆီယံကစစ်တပ်၏ရွေးကောက်ပွဲကိုပူးပေါင်းဆောင်ရွက်မည်ဟုမလေးရှားနိုင်ငံသား၏ဝန်ကြီးမိုဟာမက်ဟက်ဆန်ကပြောဆိုကြောင်းမြန်မာအကြမ်းဖက်စစ်တပ်ကတစ်ဖက်သက်သတင်းထုတ်ပြန်သည့်ယမန်နေ့နေပြည်တော်တွင်မလေးရှားနိုင်ငံသား၏ဝန်ကြီးမိုဟာမက်ဟက်ဆန်နှင့်အကြမ်းဖက်မင်းအောင်လိုင်တို့တွေ့ဆုံစဉ်မလေးရှားနိုင်ငံသား၏ဝန်ကြီးကထို့သို့ပြောဆိုခြင်းဖြစ်သည်ဟုအကြမ်းဖက်စစ်တပ်ကတစ်ဖက်သက်သတင်းထုတ်ပြန်လာခြင်းဖြစ်သည် ယမန်နေ့တွဲဆောင်ပွဲတွင်မလေးရှားနိုင်ငံသားရေးဝန်ကြီးကမြန်မာနိုင်ငံ၏ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်ရန်ပြင်ဆင်နေမှုများအားတွေ့ရသည့်အတွက်ဝမ်းမြောက်ဝမ်းသာဖြစ်ကြောင်းအာဆီယံအနေဖြင့်မြန်မာနိုင်ငံ၏ကြိုးပမ်းဆောင်ရွက်မှုများကိုအကောင်းဆုံးဖြစ်အောင်ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းအားလုံးပါဝင်သည့်ရွေးကောက်ပွဲဖြစ်စေရန်အကြံပြုပြောကြားလိုကြောင်းရွေးကောက်ပွဲလေးလာစောင့်ကြည့်ရေးဖွဲ့များကိုလည်းဆေလွတ်ပေးသွားမည်ဟုမလေးရှားနိုင်ငံသားရေးဝန်ကြီးကပြောဆိုကြောင်းစစ်တပ်ကတစ်ဖက်တပ်သတင်းထုတ်ပြန်ထားသည် တို့ရာတွင်ဇူလိုင်လအတွင်းကျင်းပခဲ့သည့်အာဆီယံနိုင်ငံသား၏ဝင်ကြီးများအစည်းအဝေးတွင်မြမအရေးဖြေရှင်းရာတွင်ရွေးကောက်ပွဲကအာဆီယံ၏ဦးစားပေးမဟုတ်သည်ကိုအာဆီယံကသဘောတူခဲ့ကြောင်းအာဆီယံဘုံသဘောတူညီချက်၅ရက်ဖြင့်မြမအရေးလိုက်နာဖြေရှင်းရန်မြမစစ်တပ်ကိုအဓိကဦးစားပေးတိုက်တွန်းခဲ့သည် ထို့ကြောင့်အကြံဖက်စစ်တပ်၏ယမန်နေ့တွေ့ဆုံမှုတရင်ထုတ်ပြန်ချက်မှာအာဆီယံနိုင်ငံသား၏ဝင်ကြီးများအစီအဝေး၏ယက်တီချက်နှင့်လုံတူးမြကွဲလွဲနေရာမလေးရှားနိုင်ငံသား၏ဝင်ကြီးဌာနကမူတစုံတရာထုတ်ပြန်ခြင်းမရှိသေးပေမြန်မာနိုင်ငံမှာအာဆီယံအဖွဲ့ဝင်နိုင်ငံတနိုင်ငံဖြစ်တော်လဲစစ်အာဏာသိမ်းလိုက်သဖြင့်အာဆီယံကမြန်မာကိုအစီအဝေးများမှဖဲထုတ်ခဲ့ကြောင်းရင်းနောက်မြန်မာအရေးကိုဖြေရှင်းရန်အာဆီယံဘုံသဘောတူညီချက်9ရပ်ပါကပြောပါတော်ချာလူလန်တဲ့ဖွဲ့ပဲ ကရင်နေလူအခွင့်ရေးစောင့်ကြည့်တဲ့အဖွဲ့တော်တော်ကိုခြားတူးလန်တဲ့အဖွဲ့ခင်ဗျားတို့ကအခု2025 10လပိုင်းရောက်မှပြောတာကျမက2023 2024တွေကတရားပြည်နယ်မှာအငတ်ပေးစိုက်တော့လေတရားတပင်းနယ်လုံးဒီစတိတ်ဖြစ်နေပြီလို့ကျွန်တော်ပြောခဲ့တာကျွန်တော်တို့ကမဟာတိတ်ပြောခဲ့တာခင်ဗျားတို့ဒီတလေးလုံးစစ်စစ်ရေးဆိုပြီးတော့ တစ်တုံညာနှစ်ခုကိုအားကြပြီးတရားတပြည်နယ်လုံးကိုတိမ့်မဲ့လမ်းများအလုံးနေပြီးတော့တို့ဆိုပြီးမာဝီနဲ့မင်းကိုနိုင်နဲ့နေမျိုးစင်နဲ့အယူထတွေကတရားတပြည်နယ်လုံး face state ဖြစ်တော်မယ်တရားတပြည်နယ်လုံးလက်ရှိမှာ deep state ဖြစ်နေပြီလို့ကျွန်မပြောခဲ့တာတရားတပြည်နယ်လုံးပေါင်းလို့လူကြီး၄သိန်းမရှိဘူးလက်ရှိမှာလူကြီး၃သိန်းနေပါစစ်ပေးဒုက္ခတဲ့ဘွားကိုရောက်နေပြီးထမင်းနဲ့ငတ်နေပြီလို့ကျမသတိပေးခဲ့တာရှင်တို့ကတည်င်းနိုးနေကြတယ်တော်တော်ကိုခြာတူးလန်နေဖွဲ့ပဲ ။တရားတပင်းနယ်လည်းမထင်နဲ့ချင်းပြည်နယ်မှာလည်းဒီလိုပဲ။ချင်းပြည်နယ်တော့ပေါ့လို့လူကြီး၄သိန်းမရှိဘူး။လက်ရှိမှာလူကြီး၂သိန်းခွဲ၃သိန်းလေးပါစစ်ပေးဒုက္ခတွေဖြစ်နေကြတယ်။နော်။တချို့လူမျိုးစုတွေကချင်းပြည်နယ်မှာလူမျိုးစု53မျိုးရှိ။အဲ့ဒီ53မျိုးအကုန်ပေါင်းတာတော့၄သိန်းမပြည့်။ဒါကြောင့်တချို့တော့တိုင်းရင်းသားမျိုးနွယ်စုတွေကချင်းတပြည်နယ်လုံးပေါင်းလို့လူကြီး3000လောက်ပဲရှိရ။အဲ့ဒီ3000လောက်ကိုအခုစစ်ဖြစ်တော့ 1500လောက်ကတည်တယ်။ကျန်တဲ့1500လောက်ကဒုက္ခတဲ့ဘဝကိုရောက်သွားတယ်။ဒုက္ခတဲ့ဘဝမှာအငငယ်ပြက်ပြက်နဲ့နောင်ရဖြားရဖြစ်ယောဂရဖြစ်ကုသကြဆေးဝါးမရှိလို့900လောက်ကတည်တယ်။တစ်ထောင်လောက်ပဲကျန်တယ်။ကျင်းပေပေါ့ချင်းမျိုးနွယ်စုတွေလူမျိုးတုံးနေကြပြီ။တရားပြည်နယ်မှာလည်းဒီလိုပဲတချို့မျိုးနွယ်စုတွေကတပြည်နယ်လုံးပေါင်းမှလူကြီးတစ်ထောင်လောက်ပဲရှိတာ။ ထောင်လောက်တော့ရှိတော့လူကြီးကစစ်ဖြစ်လို့တေးတာနဲ့ထမင်းငတ်လို့တေးတာနဲ့ယောဂဖြစ်ပြီးကုသရဆေးမရှိလို့တေးတာနဲ့လူမျိုးတုံးနေကြတယ်။ကိုလူမျိုးကိုလူမျိုးတုံးအောင်ခနာတို့ပြန်လုပ်လဲဆိုတာမမိနဲ့။နောက်ထပ်သတင်းတစ်ပုတ်ဖတ်ကြမယ်။ပြင်းလေလေးထိချုပ်ထားတဲ့မိုင်းလုံးမှာစစ်တပ်ကလေကြောင်းကနေပုံကျဲတဲ့အတွက်ကလေးတငယ်တွေပါဝင်လူဆယ်ဦးတေဆုံးပါတယ်။နော်ဒီပလောင်နဲ့ပတ်သက်လို့ရှိရင်တက်မတော်ကဘယ်နဲ့ကဘယ်နဲ့အားကိုပဲ နေနေပါစေခလိတငယ်တွေတည်တယ်လို့ပဲပြောတယ်။ပုံနဲ့ကြည့်ရတာပလောင်မကအရွယ်ရောက်ပြီးသားပတက်ပလောင်ပတက်မှန်တယ်များနော်။နေစာသဘောနဲ့ကိစ္စချောကုန်လို့ဘယ်နေရာမှာပဲကြားရကြားရခလိတွေပဲတည်နေရဆိုတော့တပွဲကိုတက်ရောက်တယ်နော်။ဆိုတော့ပါပလောင်တက်တက်ပြန်ပဲလို့ပြောရလိမ့်မယ်။နောက်ထပ်သတင်းတစ်ခု UNDP ထုတ်ပြန်ချက် မြန်မာနိုင်ငံမှာအမျိုးသမီးပေါင်း၃ပုံလုံးတစ်ပုံဟာအလုံးလက်မဲ့ဖြစ်နေပါတယ်။အလုံးလက်မဲ့ဖြစ်နေတဲ့အမျိုးသမီးတွေဟာအမျိုးသားတွေရဲ့နှစကြုံရှိပါတယ်။ဆိုလိုချင်တာကမြန်မာနိုင်ငံမှာအခုလူငယ်တွေအလုံးလက်မဲ့ဖြစ်နေကြတယ်။အဲဒါသွေးစွန်းငွေဖြတ်တောက်ရေးဆိုတဲ့ခနာတို့ရဲ့တပြားတလက်မဖြုတ်အုံနောက်လေးတွေနဲ့မျက်စီတစုံမကြည့်ပဲမျက်တောင်တစုံကိုပဲကြည့်တယ်။သွေးစွန်းငွေဖြတ်တောက်ရေးဆိုပြီးကိုကြည့်သူရဲ့ထမင်းအုပ်ကိုရိုက်ခွဲတဲ့အကျိုးလေး မများတို့သွေးစွန်ငွေဖြတ်တောက်ရေးလို့စပြီးလုတ်တဲ့ကပက်လက်လန်တွေးထွေးကိုမျက်နာကိုကိုပြန်ကြတဲ့မြမပြီးကိုစီးပွားရေးတန်ခတ်ပိတ်ဆို့ရင်မြမပြီးမှာရှိနေတဲ့လူတို့အားလုံးအဲ့ဒီတန်ကိုခရရမယ်လို့ကျွန်မပြောခဲ့တယ်ခမများတို့ကယံမမမိတာခမများတို့တထွားတမောင်ဖြုတ်အောင်နောက်နဲ့လူစင်မမိတဲ့လူရည်ပြေဖို့ပြားကိုးတယ်လို့နဲ့အောင်နောက်နဲ့သွေးစွန်ငွေဖြတ်တောက်ရေးလုတ်တဲ့အတွက် မြမပြည်ကိုဖက်ဖက်ကတန်ခတ်ပိတ်ဆို့ရတဲ့အတွက်အခုလိုပြည်သူတွေအလုံးလက်မဲ့ဖြစ်နေကြတာပဲအလုံးလက်မဲ့ဖြစ်တာနဲ့နောက်ွယ်မှာရှားရွှေမှုတွေပိုပြီးများလာမယ်ဆိုတာခင်ဗျားတို့မမေ့နဲ့နောက်ထပ်သတင်းဘုတ်ကရန်ကုန်မှာတဲ့စက်တင်ဘာတလအတွင်းစီရေးပြတ်မဲ့ရှစ်ခုကိုသူတို့ပြည်ရဲ့အဖွဲ့တွေကတိုက်ခိုက်နိုင်ခဲ့ပါတယ်သူတို့ပြောတယ်တိုက်ခိုက်တယ်ဆိုတဲ့နေရာတွေကိုလိုက်ပြီးတော့ကြိတ်လိုက်တဲ့အခါကျတော့ရဲကြီးယုံနေအုတ်ချိုရဲမှုယုံနေထွေးအုတ်ယုံနေဖြစ်နေတယ် ုပ်ချုပ်ရမှုယုံထွေးအုပ်ယုံရဲ့ကျင်းမှုယုံနေဆိုတာကအပြစ်မဲ့အယက်သားပြည်သူလက်နက်ကင်ထားခြင်းမရှိတော့လက်နက်မဲ့ယက်သားပြည်သူတွေကိုတရားဥပဒေစိုးမှုအောင်လှုပ်ဆောင်ပေးတဲ့နေရာဟုတ်တယ်နော်ထွေးအုပ်ယုံနေရက်ွက်အုပ်ချုပ်ရမှုယုံနေဆိုတာလက်နက်မဲ့နေတဲ့လက်နက်ကင်ထားခြင်းမရှိတော့လက်နက်မဲ့ယက်သားပြည်သူတွေကိုတရားဥပဒေစိုးမှုအောင်လှုပ်ဆောင်ပေးတဲ့နေရာအယက်သားပြည်သူအများပြည်သူတွေသက်ဆိုင်တဲ့နေရာ လက်နက်ကင်စစ်တပ်မရှိတော့လက်နက်ကင်ရဲတပ်ဖွဲ့မရှိတော့လက်နက်မဲ့အရက်သားပြည်သူတွေနေတဲ့နေရာဒီလက်နက်မဲ့အရက်သားပြည်သူတွေကိုတရားဥပဒေစိုးမှုအောင်ဝန်ဆောင်မှုပေးတဲ့နေရာအများပြည်သူတက်ဆိုင်တဲ့နေရာကိုခမရတို့ကစီရီပြစ်မှတ်ရှိခုကိုတိုက်ခိုက်တယ်ဆိုပြီးစီရီပြစ်မှတ်လို့တတ်မှတ်ပြီးခမရတို့စီရီပြစ်မှတ်လို့တိုက်ခိုက်တယ်ဆိုရင်အဲ့ဒါစစ်ရာဇွဲမှုမြောက်တယ်အဲ့ဒါအကြမ်းဖက်မှုဖြစ်တယ်ခမရတို့ဒီအရက်သားပြည်သူတွေကိုစီရီပြစ်မှတ်အဖြစ်အတုံးချပြီးတိုက်ခိုက်နေတဲ့ 还捡半块大皮的。